ရန်ကုန်တိုင်းအင်းစိတ်မြို့အင်းစိတ်ကျင်းထောင်ထဲမှာနိုင်ငံရေးပုံမှန်နဲ့အကျဉ်းချခံထားရတဲ့အကျဉ်းသားတချို့ကိုအကျဉ်းဦးစီးဝန်ထမ်းတွေကအိတ်ဆောင်ကနေအပြင်ခေါ်ထုတ်သွားပြီးတန့်ချေချင်းခက်ကရိုက်နှက်နှိပ်စက်နေတယ်လို့အင်းစိတ်ကျင်းထောင်နဲ့နှိဆက်သူတွေစီကသိရပါတယ်။အ धिक နှစ်ကြီးပြည့်တဲ့ကြခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုနှစ်ယောက်တည်းတည်းသုံးယောက်တည်းတည်းခေါ်ထုတ်ပြီးတန့်ချေချင်းခက်ကရိုက်နှက်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့6လပိုင်းကလေးကလုံနေတာဖြစ်ပြီးနိုင်ငံရေးပုံမှန်နဲ့နှစ်ကြီးချခံထားရတဲ့သူတွေအကုန်လုံးလို့လို့အရိုက်ခံနေရတယ်လို့နိုင်ငံရေးမှုနဲ့အချင်းချခံထားရသူရဲ့မိသားစုဝင်တယောက်ကပြောပါတယ်မကွေးထောင်ကနေထောင်ပြောင်းပါလာတဲ့နိုင်ငံရေးအချင်းသားတွေကိုပါအခုလို့အရိုက်ခံနေရပြီးမကွေးထောင်ကထောင်ပြောင်းပါလာသူတွေလည်းအိစိတ်ထောင်မှ အတော်များတယ်လို့ဆိုပါတယ်အခုလိုအကျဉ်းသားတွေအရိုက်ခရရတာနဲ့ပတ်သက်လို့အကျဉ်းထောင်အာဏာပိုင်တွေကိုမေးမြန်းပြီ ေးချအတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်လက်ရှိစစ်တပ်ကပြုလုပ်မဲ့အထုရရွေးကောက်ပွဲမှာအစ်စိတ်ထောင်ထဲမှာရှိတဲ့အချင်းချခံတရသူတွေကိုကြိုတင်မဲ့ပေးဖို့ဖိအားပေးလို့ဆောင်နေတာတွေလည်းရှိနေတယ်လို့အစ်စိတ်ထောင်ထဲနေဆက်သူတွေစီကသိရပါတယ်ရှင်။